လုပ်ငန်းတွေရောင်းကုန်ပြီးတော့ပြုတ်သွားတာပြန်ပြီးတော့ပျောက်ကွယ်သွားတာဘာကြောင့်ဖြစ်ကြတာလဲမင်္ဂလာပါလုပ်ငန်းတွေမှာအရန်ရောင်းပြီးတော့ရောင်းကုန်ပြီးတော့ကြာဆုံးသွားကြတာဘာတွေကြောင့်ဖြစ်တယ်လဲဆိုတာကိုတည်တလောင်လေးဝေမျှပေးခြင်းပါတယ်လုပ်ငန်းတွေကအရန်ပဲရောင်းကုန်လာတဲ့အခါမှာနံပါတ်1 customer ကိုသူတို့ကောင်းစွာဂရုမစိုက်နိုင်တော့ဘူး လုပ်ငန်းတွေကဆက်ဆက်ချင်မှာတော့အရင်ကြီးမယောင်းရသေးခင်မှာကိုစီကိုလာဝယ်တဲ့ customer တယောက်ချင်းစီကိုတည်တည်ချာချာဂယုဆိုင်ကြတယ်။ပိုင်ရှင်ကိုယ်တိုင်တောင်းမှာတေချာရင်းနှီးနေအောင်လို့ပြုလုပ်လေ့လာလေးရှိပါတယ်။ဒါပေမဲ့အရန်အယောင်းတွေအများကြီးရလာတဲ့အခါမှာကိုကအရင်ဒီကို customer တွေထပ်တောင်းမှာပို့ပြီးတော့ချမ်းသာသွားလို့ပဲဖြစ်ပါစေကိုက customer တွေအများကြီးရှိလာလို့ပဲဖြစ်ပါစေအရင်ကလိုမျိုး customer တွေကိုတည်တည်ချာချာအဖတ်လုပ်ပြီးတော့ relationship ကိုတိစောက်ခြင်းမရှိကြတော့ဘူး ဒီအချိန်မှာအရင်ကရင်းနေပြီးသား customer တွေကအာဒီလိုအောင်မြင်မှပုံဝင်မြင့်သွားတယ်ဆိုပြီးတော့အဲ့လိုမျိုးမှတ်ယူလိုက်ကြတယ်ဒီလိုနဲ့ပဲ customer တွေကမသိမသာတဖြည်းဖြည်းတခြားပြန်ပတ်တွေစီကိုသူတို့ကိုစိတ်ချမ်းသာမှုပြေးတဲ့စိုင်းနေစီကိုပဲပြောင်းပြီးတော့သွားဝင်ကြပါတော့တယ်နံပါတ်1 walking capital မလုံလောက်ချင်းလုပ်ငန်းတစ်ခုကဆက်ဆက်ချင်းစတဲ့အချိန်မှာငွေအများကြီးလိုချင်မှလိုလိမ့်မယ် ဒါပေမဲ့လုပ်ငန်းကတဖြည်းဖြည်းကြီးလာတဲ့အခါမှာလုပ်ငန်းချဲ့ထွင်ဖို့အတွက်စိုင်းတွေ၊ကိုဒေါင်တွေ၊လူတွေ၊ကားတွေစသဖြင့်ဒါတွေထပ်ပြီးတော့လိုအပ်တဲ့အခါမျိုးတွေမှာနောက်ပြီးတော့လုပ်ငန်းကအကျွေးတွေပေးနေရပြီးတော့ကြာနေတဲ့အချိန်မျိုးတွေမှာလုပ်ငန်းရဲ့ working capital ဆိုတဲ့လုပ်ငန်းအတွက် supplier တွေကိုပေးဖို့ငွေနဲ့ဝန်ထမ်းလစာတွေအထွေထွေအသုံးစရိတ်တွေမပေးနိုင်တော့မှနဲ့လုပ်ငန်းကအခက်တွေ့ပြီးတော့ပြိုလဲသွားမှာဖြစ်ပါတယ်။နံပါတ်3 operation မနိုင်ချေလုပ်ငန်းသိတဲ့အခါမှာ operation ကပြဿနာ နေပြီမဲ့လေအယောင်းတွေတက်လာပြီးတော့လုပ်ငန်းတဖြည်းဖြည်းကြီးလာတဲ့အခါမှာလုပ်ငန်းကြီးရဲ့တက်ဆိုင်ရာ function တွေကိုခေါင်းစွာမလက်ပတ်နိုင်တာတွေဖြစ်လာတယ်။ဆိုပါတော့ go down အတွက် PC လက်ခံတဲ့စနစ်ထားတူတဲ့ storage စနစ် backend လုပ်တဲ့စနစ်အစတဲ့ SOP ပိုင်းတွေမရှိတဲ့အခါမှာ PC တွေမထုတ်တာတွေနောက်ကျတာတွေဖြစ်ပြီးတော့ customer စိတ်ချနေမှုကိုနေပါစေမှာဖြစ်ပါတယ်။ နံပါတ်၄ strategy နဲ့ plan မရှိခြင်းလုပ်ငန်းအများစုကတင်းငယ်နေတဲ့အချိန်မှာတော့ strategy နဲ့ plan ကမရှိတာကသိပြီးတော့အရေးမကြီးပေမဲ့လည်းအဆင်ပြေနေသေးပေမဲ့လည်းလုပ်ငန်းကအရန်ကြီးလာတဲ့အခါမှာ strategy နဲ့ plan ကိုတည်တည်ချာချာစဉ်းစားပြီးတော့ဒါမှမဟုတ်ပညာရှင်တွေငှားပြီးတော့လှုပ်ဆောင်တင်တယ်။ပိုင်ဆိုင်မှုတွေများနေတဲ့အချိန်ဆိုရင်ပို့ပြီးတော့မှတတိထားပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါမှသာတက်လာတဲ့အကြောင်းကိုသေချာထိန်းနိုင်မှဖြစ်ပြီးတော့ operation strategy အတွက်လုပ်ငန်းကိုဘယ်လိုပြင်ဆင်သွားမလဲအယောင်းကရောဘယ်လို strategy နဲ့သွားမလဲ finance အရာဘယ်လိုမျိုး working capital ကို control လုပ်မလဲစသဖြင့်ဒေချာစဉ်းစားပြီးတော့ပြုလုပ်ရမှာဖြစ်ပြီးတော့ဒီလိုလုံးမှာဒါလုပ်ငန်းက ရေရှည်ရက်တည်နိုင်မှာဖြစ်ပါကြောင်းဝေမျှပေးလိုက်ရပါတယ်